္ဂလာပါရှင်ကျမကတော့ချူချူဆမ်းပါဒီပီပီအုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် မကွေးတိုင်းထီလီမြို့မရဲ့စခန်းမှာရှိတဲ့အချုပ်ထောင်ကနေအချုပ်သားတွေထွက်ပြေးလွတ်မြောက်သွားလို့အချုပ်ခံဆောင်ရဲတပ်ဖွဲ့တွေကိုစစ်တပ်ကရိုက်နှက်စစ်ဆေးတဲ့အတွက်ရဲတပ်ဖွဲ့ဝင်နှစ်ယောက်သေဆုံးခဲ့တယ်လို့ရော့အလင်းနံဖွဲ့ကပြောပါတယ်အချုပ်သားတွေထွက်ပြေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ဝန်ကျင်ကထီလင်းကဒုဗိုလ်မှူးထိတ်လင်းရဲစခန်းကိုရောက်လာပြီးအချုပ်ခံဆောင်ရဲတွေကိုခေါ်ပြီးရိုက်နှက်စစ်ဆေးခဲ့တာလို့ဆိုပါတယ် အဲ့ဒီနောက်အချုပ်ခန်းဆောင်ရဲ9ယောက်မှ2ယောက်ကရိုက်နှက်ခံရပြီးလက်လွန်သေဆုံးသွားက3ယောက်ကိုတော့အချုပ်ထဲထည့်ထားတာသိရတယ်လို့ရော့အလင်းနတ်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။နှက်ဆက်ခံရလို့သေဆုံးသွားတဲ့ရဲတပ်ဖွဲ့ဝင်တွေဟာရဲတက်ကြကြော်စမ်းထွေးနဲ့ရဲတက်ကြမြစ်အောင်တို့ဖြစ်ကြပြီးအဲ့ဒီလိုသေဆုံးတဲ့အကြောင်းကိုဂျွန်လ23ရက်နေ့မှာသိရှိခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ ဒေါ်လာရဲ့ကာလအတွင်းဖက်စီခတ်ထားရတဲ့အချုပ်သားတွေအပါအဝင်အချုပ်သား73ဦးဟာပြီးခဲ့တဲ့ဇွန်လ18ရက်ညပိုင်းမှာထီလင်းမြို့မရဲစခန်းအချုပ်ထောင်ကနေထွက်ပြေးလွတ်မြောက်လာခဲ့ကြတာလည်းဖြစ်ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေအသေဆုံးတာနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိနိုင်ဖို့ DPP ကထီလင်းမြို့မရဲစခန်းကိုဖုန်းနဲ့ဆက်သွယ်ဖို့စူးစမ်းခဲ့ပေမဲ့ထီလင်းမြို့နယ်ကိုစစ်ကောင်စီကဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ထားတာကြောင့်ဆက်သွယ်လို့မရခဲ့ပါဘူးရှင်။ ကျက်တုံပေါ်ပြီးသုံးလကြတဲ့အထိကျက်တုံမရောင်းရပဲဈေးတွေလည်းထက်ကြလာတဲ့အတွက်နောက်ရသည့်ချိန်မှာတောင်သူတွေပြန်လည်စိုက်ပျိုးဖို့ခက်ခဲလာကြပါတယ်။ဟန်နသတင်းပေးပို့ထားပါတယ်ရှင်။ပြခဲ့တဲ့ချောင်းကျတွန်ရသည်မှာကျတွန်စည်းကြတာဝဲသူမရှိရတွေကြောင့်ကျတွန်စိုက်ပျိုးခဲ့တဲ့တတန်းတလျှောက်ဆိုးရွားတဲ့အဖြစ်အပျက်ကိုကျတွန်တောင်သူတွေကြုံတွေ့နေရပါတယ်အခုလိုဒီလိုနှိမ့်မြို့တော့တွေ့ဖို့တွေ့ဘူးအသက်60ကျော်ပြီဒီလိုနှိမ့်မြို့တွေ့ကိုမတွေ့ဘူးဗျာ အာသူရရင်လာနာမည်နဲ့ဆိုင်နိုင်မှုကိုလွယ်ဟိုကျူးစားဟိုခက်ကြီးဒီလိုတိုင်းလာတယ်ကဟိုကတော်တော်အရင်ဝင်လာဟို၃၄၀ဝင်လာတချို့ဆို50အဲ့လိုဝင်လာ50 60အဲ့လိုလေးဝင်လာဆိုတော့အခုစားပေါ်ဖို့ပေါ်သေးပေါ်ဖို့မပေါ်သေးဘူးဆိုတော့အဲ့ကျတော့တောင်သူကြီးရစိတ်ညစ်နေတာပေါ့လာမည်နဲ့ကတော့ဒီလိုတိုင်းဆိုရင်တော့ဖိုက်ဖို့ခက်နေပြီပေါ့ ချောင်းကျက်သွန်ဟာဆောင်းရာသီရင်းနှဲချိန်မှာတဲချောင်းပြင်ပေါ်မှာစိုက်ပျိုးကြတာဖြစ်ပါတယ်။ဒါကြောင့်စိုက်ပျိုးမြေကိုအထူးပြုပြင်ရပြီးတဘာဝမြေဩဇာတွေ၊တံမြေဩဇာတွေကိုတုံ့ပြုရတဲ့အတွက်လဲကုန်းကျစီလည်းကြီးမာပါတယ်။ကျက်သွန်တပိတ်တာမှာစိတ်ပြူစီအရင်နီကကျက်တထောင်အ ਨੇ ဆုံးရှိပြီးကျက်သွန်ပေါ်ချိန်မရှလာမှာတပိတ်တာကိုကျက်ထောင်နေရာအထိပေါက်စီရှိခဲ့ပြီးအဲ့ဒီအချိန်ကကျက်သွန်နေတန်း FOB ဈေးက American Dollar 495အထိရှိခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ကျက်သွန်ဈေးက တပိတ်တာကိုစိတ်ပြိုချလိုမှုစီအောက်ကျဆင်းလာပြီးချက်950သာရှိနေပါတော့တယ်။ဒါအပြင်ရက်ကြာလာတာနဲ့အမျှချက်တုံအလေးချိန်ကလည်းရောလာပြီးဖြစ်ပြီး၃လအတွင်းချက်တုံတပိတ်တာကိုဆက်ငတ်ချက်တာအထိရောကြလာနေပါတယ်။အင်းအဲ့ဒါတော့ကျွန်တော်တို့ကလက်ရှိမှာကျွန်တော်တို့ဒီအစားခတ်ပေးပေါ့လေဟိုဟို၆ရက်ခုဆောင်းဆောင်း၆နဲ့မှာဆိုင်တဲ့ချက်တုံရဲ့စိတ်ကကျွန်တော်တို့ကအစားအနေပြီးတော့မှ တူးလိုက်တဲ့ ကိုတော်မအရောက်ထီရကျွန်တော်တပိတ်တာတဖောင်းရောက်ကြရလေအခုမှကျွန်တော်တို့ကအခုအချိန်ကျတော့ဘယ်လောက်လောက်တော့ကျွန်တော်တို့ကတပိတ်တာကိုသူကဘယ်လောက်တော့ရောက်15ကျပ်သားလောက်တော့ရောက်သွားပြီလေအဲတပိတ်တာ15ကျပ်လောက်ရောက်သွားပြီဆိုတော့ပထမအဲဈေးရှုံးတယ်ဈေးရှုံးတာအခုကျွန်တော်တို့ကာလာပေါက်ကြီးကတထောင်တောင်းမဝယ်ချင်မှုဖြစ်နေတာမဝယ်ဘူးပေါ့နော်မဝယ်တဲ့အခါကျတော့ကျွန်တော်တို့ဒီကွင်းထဲကနေ ကိုကိုတော်မအရောက်ကကြနေတဲ့ခြေကိုကအဲတထောင်လောက်ကြတယ်အဲ့တထောင်လောက်ထဲမှာခုန15ကြက်သားအယော့တော့ပါဆိုတော့ကိုယော့တယ်ခြေကွက်လေယော့သွားတော့ဆိုတော့ဟိုကျွန်တော်တို့ကလည်းနည်းနည်းလေးဒါဟိုဟိုဟိုအလိုပဲဟိုမကြိုက်တော့လည်းပဲစိတ်မထားနေပါမှပါဟိုအရှုံးနဲ့မရောမှုဆိုနေရတာ တက်တုံဈေးကစိုက်ပျိုးသူတောင်သူတွေအတွက်အရင်ဈေးလောက်ပဲရှိပေမဲ့လလီဈေးကွက်မှာတော့တက်တုံဈေးကတပိတ်တာကိုကျန်းတထောင်နဲ့အထက်မှာရှိနေပါတယ်တက်တုံတောင်သူတွေညီတူရေနံချောင်းအခြေစိုက်တက်တုံပွဲစားကုန်တယ်တွေကလည်းလက်ရှိ2025ချောင်းကျွတ်တွန်ဈေးကွက်အခြေအနေတွေကြောင့်ကျက်တဲနေတဲ့အခြေအနေကိုရင်းနှံချောင်းမျိုးကကျွတ်တွန်ကုန်တယ်တယောက်ကပြောပြပါဗျ။အဓိကတော့ရာကူးကြည့်နေတဲ့ဟိုတိုင်းပြည်ကတည်းကလာပြီပေါ့။ဒီစထို့ဆိုရင်ကျွန်တော်တို့ကလေရိုင်းကြီးကတော့လုံးဝအခုမရဘူးဗျ။ နောက်ပြီးတော့ကြတော့ဟိုမြို့ကကျိုးမောသွားမယ်ဆိုရင်ကျွန်တော်ဒီဘက်ကအုတ်ချစ်တယ်ဘက်ကဖိတ်ထားတော့ရန်ကုန်လေးခိုင်းကြီးပတ်သွားတာလေအဲ့တော့အဲ့လိုအားကြီးကြတော့ဆန်ကိုသိကြီးကဆန်ကိုသိကြီးကကြာတာပေါ့နော်အဲ့ဒါအဲ့လိုမျိုးပေါ့အဲ့အဲ့ဒါနဲ့ပါတယ်ပေါ့နောက်ပြီးတော့ချက်တွေရဲ့ quality ကောင်း quality ကကြီးရတော့ဟိုလောလောဆယ်မှာတောင်းသွားအဲ့ quality ရတာတွေထုတ်ပြီးတော့ဒီဘက်ကမထိနိုင်တာပါအဓိကတော့ ြမကျတုံကတရုတ်နိုင်ငံကစားလို့ထိုင်းနိုင်ငံဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကိုတင်ပို့နေတယ်လို့မြမပြင်အနှံ့တင်ပို့စားသုံးနေတယ်မရှိမဖြစ်စပိုးဆောင်တည်နှံ့တဲ့မျိုးပဲဖြစ်ပါတယ်အခုလိုစိုက်ပျိုးထွက်ရှိလာတဲ့ကျတုံတွေကိုပြည်တွင်းပြည်ပတင်ပို့ဖို့ခက်ခဲနေတယ်လို့ကျတုံတောင်သူတွေဈေးမရတာကြာရှိတူလောင်ဖို့ခက်ခဲလာတာတွေကကျတုံစိုက်ပျိုးထုတ်လုပ်မှုကိုအဟန့်တားဖြစ်စေလာမှာဖြစ်ပါတယ် လက်ရှိမှာတက်တွန်ကိုမကွေးတိုင်းမန္တလေးတိုင်းနဲ့စကိုင်းတိုင်းဒေသကြီးတို့မှာအများဆုံးဆက်ပြိုကြပြီးစုစုပေါင်းဆက်အေကတသိန်း9000ကျော်ရှိပါတယ်ဒီမှာဟန်နာပါဒီပေပေယုံမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချေချိုဆမ်းပါရှင်